အလုံးမမင်္ဂလာပါကျမတို့ငယ်စဉ်ဘဝကစာရေးဆရာတော်ကရဲ့အရင်ဆက်ကအာအင်္ဂလိပ်စာရေးဆရာဖြစ်တဲ့ Kipling ရေးသားတဲ့ The Jungle Book စာအုပ်ထဲက Torinda ဇာလန်းတွေကို YouTube ဆွဲလန်းခဲ့ရုံသာမကပဲနဲ့ Disney ကနေရိုက်ကူးထုတ်လုပ်ထားတဲ့ Torinda ဇာကားတွေကိုကြည့်ရှုဘူးတဲ့ဆိုရင်အကုတ်ကုတ်ကို Moglick နေရာနေပြီးတော့ဝင်ရောက်ခန်းစားခြင်းနဲ့စိတ်တွေဖြစ်ပေါ်လာမှမလွဲပါဘူးနော်ຫນွေຈູ້ຫຼີໂຄຊີ້ຍင်းແນ່ຕິດຕີ້ຫຼີຄູຊາແມ່ຍີກັນຫຼີແດມາຕະຫນີກົງໄສໄຈຍີກູຈາແມ່ບໍ່ အမှန်တရားကိုသိမစင်စားနိုင်သေးတဲ့ဒီလိုအရွယ်မှာတော့စိတ်ကူးရင်ရတာသိကိုရတာရှိလွန်းလာပါတယ်။ဒါပေမဲ့အမှန်တရားကခါတိတယ်ဆိုတဲ့အတိုင်းပဲစိတ်ကူးရင်တဲ့ဘဝကလက်တွေ့ဘဝနဲ့အရန်ကိုကွာခြားလာပါတယ်။တော်ရက်တောင်တဲ့ကိုမတော်တဆရောက်ရှိသွားပြီးတော့တရိတ်ဆန်တွေကြားမှာကြီးပြင်းခဲ့ရတဲ့ကလေးငယ်တွေဟာအရွယ်နဲ့မမျှတဲ့အခက်ခဲတွေကိုဖြတ်ကျော်ကြရပြီးတော့ရှင်သန်နိုင်မှုအတွက်စက္ကန့်မလတ်တိုက်ပွဲဝင်ကြရပါတယ်။ဒီလိုအခြေအနေတွေရှိနေပေမဲ့လည်းဒီစိတ်ကူးရင်ပုံမြင်ဇလန်းတွေနဲ့လက်တွေ့ဘဝအဖြစ်အပျက်တွေကြားထဲမှာတူညီတဲ့အချက်တခုရှိနေပါတယ်။ အဲ့ဒါပါလဲဆိုတော့တရိတ်ဆန်တွေကလူသားကလေးငယ်ကိုတကယ်ကြီးပြင်းလာအောင်ပြုစုဆောင်ရှောင်တတ်ကြတာပဲဖြစ်ပါတယ်။ဒီနေ့တင်ဆက်ပေးမှာကတော့လူသားအနေမွေးဖွားပေမဲ့လို့တော်ရင်တရိတ်ဆန်တွေကဆောင်ရှောက်ပေးခဲ့တဲ့ကလေးငယ်ခုနှစ်ဦးအကြောင်းပဲဖြစ်ပါတယ်။အမိတ်ဆွေတို့မသိသေးတဲ့အကြောင်းအရာတစ်ခုဖြစ်တာသိကြတာမို့လို့ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးသွားကြဖို့လည်းတိုက်တွန်းလိုက်ပါရနော်။အစီအစဉ်ဖြစ်ပြီးဆိုရင်တော့အစီအစဉ်လေးကိုစတင်လိုက်ကြအောင်ပါ။ပထမတစ်ခုကတော့ဝင်းပလွေလူသားပါ။ကဲ okay. 1965ခုနှစ်ကိုပြန်သွားကြည့်လိုက်ရအောင်နော်စပိန်နိုင်ငံရဲ့ Sierra Marine ဒေသကလူသူလေးပါအရှောက်နေတဲ့တောင်တန်းတွေဖြစ်ပြီးတော့ရဲတွေကအဲ့ဒီဒေသမှာရှုပ်ထွေးတဲ့စပင်တွေနဲ့တမင်ရီကိုပတ်ထားတဲ့အသက်16နှစ်ရွယ်ကောင်လေးတယောက်ကိုတွေ့ရှိခဲ့ရပါတယ်အဲသူကရဲတွေကိုမြင်တာနဲ့ထွက်ပြေးဖို့ကြိုးစားခဲ့ပြီးတော့ရဲတွေကလိုက်ဖမ်းတဲ့အခါမှာတော့ဝင်းပလွေတကောင်လိုကြိုက်ချင်းဥချင်းနဲ့မှန်ဖီချင်းအဲစရက်ဝင်းပလွေတကောင်ရဲ့အမှုအကျင့်တွေနဲ့တုံ့ပြန်ခဲ့ပါတယ် ဂျဲရီကဒီအိုင်းကောင်လေးကိုရအောင်ဖမ်းဆီးလိုက်ကြပြီးတော့မက်ဒရစ်မြို့မှာရှိတဲ့တီလာရှင်ကျောင်းတစ်ကျောင်းပို့ထားလိုက်ကြပါတယ်။အဲအဲ့ဒီမှာသူ့ကိုတစ်နှစ်လောက်နေစေပြီးတော့ကျမ်းမာရေးနဲ့ပတ်သက်တဲ့အမှုချက်တွေကိုသင်ကြားပေးကြပါတယ်။သူကနောက်ပိုင်းမှာတော့စကားပြောလာပြီးတော့သူ့ရဲ့နာမည်ကမာကိုပန်တိုဂျာဖြစ်တယ်လို့ဆိုပါတယ်။အဲမကြခင်မှာပဲမာကိုပန်တိုဟာရဲ့ဘဝနောက်ကြောင်းသူတို့တွေသိရှိခဲ့ကြပါတယ်။သူ့အသက်၃နှစ်အရွယ်မှာတည်းကမိခင်ဖြစ်သူဆုံးပါသွားခဲ့ပြီးတော့ဖခင်ဖြစ်သူကနောက်အိမ်အောင်ပြုခဲ့ပါတယ်။ အဖေဖြစ်သူကစောင့်ရှောက်ခဲ့ပေမဲ့အသက်9နှစ်အရွယ်မှာပဲအလုပ်လုပ်ဖို့အတွက်တခြားဒေသကိုပို့ခဲ့ပါတော့တယ်။အလုပ်ရှင်ဖြစ်သူရဲ့တင်ကြားပြသမှုနဲ့ပဲကျွဲနွားတွေကိုကြောင်းခဲ့ရပါတယ်။ဒါပေမဲ့တညနေခင်းမှာတော့မာကိုကတိန်အီစီကိုပြန်မလာခဲ့ပါဘူး။ပထမရက်သက်တစ်ပတ်မှာပဲမာကိုကကိုဝမ်ကိုကြောင်းခဲ့ရပါတယ်။စိတ်တွေစီကစိတ်နှိုးရဖို့ကိုဘသာစ조사ခဲ့တယ်လို့ညနဲ့ငါးတွေကိုဖန်းစီစားတော့ဖို့조사ခဲ့ပေမဲ့တိတ်ပြီးတော့အဆင်မပြေခဲ့ရှာပါဘူး။ အဲ့ဒီနောက်မှာတော့မကိုကတော်ရိုင်းတရိတ်ဆန်တွေရဲ့အပြုတ်မူကိုလိုက်လံတုပါခဲ့ပါတယ်။ဝဲဝံရိုင်းတွေလိုမြေကြီးတွေကတစ်မြစ်တွေကိုတူးဆတာအနောက်ငှက်တွေလိုမျိုးခြုံမင်းတွေကြားဘယ်ရီသီးတွေကိုရှာဆားတာတွေကိုအတူယူခဲ့ပြီးတော့မကြခင်မှာတော့ယုံထောင်ချောက်တွေကိုပြုတ်လုတက်လာသလိုတမင်လိုက်ချင်းကိုပါပြုတ်လုလာနိုင်ခဲ့ပါတယ်။ဒီလိုနဲ့ပဲဝင်းပလီတွေနဲ့စတယ်မီစုံစည်းခဲ့ပါတယ်။ မုံတိုင်းထန်တဲ့ညတညမှာမာကိုကတာရဲတွင်နဲ့ဝင်ရောက်ပုန်းခိုခဲ့ပြီးတော့ဝင်ပလွေပေါက်လေးရင်နဲ့တူအိမ်မောကြနေခဲ့ပါတယ်။ဝင်ပလွေတကောင်ရဲ့မန်ဖီတန်နဲ့နိုးထလာရတဲ့ကလေးငယ်တယောက်ရဲ့ထိတ်လန့်တုန်လှုပ်မှုမိတ်ဆွေအနေနဲ့ဒီနေရာမှာမှန်းဆမိနိုင်မယ်လို့ထင်ပါတယ်။ဝင်ပလွေလေးတွေအတွက်အစာရှာရာကနေပြန်လာတဲ့ဝင်ပလွေမကြီးကအစပိုင်းမှာတော့ရန်လိုနေခဲ့ပြီးတော့နောက်ပိုင်းမှာတော့မာကိုလေးကိုသူ့ရဲ့သားသမီးတအူးလို့အစာရှာပြီးတော့ကျွေးမွေးဆောင်ရှောက်ခဲ့ပါတယ်။ မာကိုကစက်နှစ်နှစ်လုံးလုံးလူတွေနဲ့ဆက်သွယ်ပြတ်သွားခဲ့ပြီးတော့ဝင်ပလွေမြေခွေးတို့နဲ့ဆက်သွယ်ခြင်းဝဲဝံတွေကိုရှောင်ရှားခြင်းစတဲ့အလုပ်တွေနဲ့ပြောင်းမွေ့နေပါတော့တယ်သူ့ကိုလူအဖွဲ့အစည်းနဲ့ပြန်လည်မိတ်ဆက်ပေးတဲ့အခါမှာဘလောက်ခက်ခဲမလဲဆိုတာကိုမိတ်ဆွေအနေနဲ့တွေးတောင်တွေးမိမှာမဟုတ်ပါဘူးနော်သူကတင်လွယ်တက်လွယ်သူတယောက်ဖြစ်ပေမဲ့လည်းဤပညာနဲ့လုံးဝကိုလှမ်းဝေးတဲ့သူတယောက်ဖြစ်ပါတယ် သူ့အသက်20မှာမှရေဒီယိုစတင်တွေ့ရှိခဲ့ပြီးတော့မာကိုကရေဒီယိုထဲမှာလူတွေပိတ်မိနေတဲ့အထင်နဲ့ရေဒီယိုရိုက်ခွဲပြီးတော့ကဲတင်မှုစ조사ခဲ့မှုပါတယ်။ရုပ်ရှင်ရုံမှာနဗန်းတပ်ပွဲတစ်ခုကိုကြည့်ရစင်မှာတော့ရုပ်ရှင်ထဲကနွားချောင်းသားခေါင်းပွိုင်တွေကသူ့ကိုတိုက်ခိုက်တော့မယ်လို့ထင်မှတ်ပြီးတော့ရုံပြင်ကိုကြောက်လန့်ကြတဲ့ထွက်ပြေးခဲ့ရပြန်ပါတယ်။စားတောက်ဆိုင်တစ်ခုကိုရောက်သွားတဲ့အခါမှာတော့ဒီလူတွေက သူစားတောက်ထားတဲ့အစားတောက်တွေအတွက်ဘာကြောင့်ပတ်စံပေးစေခြင်းရသလဲဆိုတာကိုနားလည်နိုင်မှုတော်တော်ကြီးကိုစူးစမ်းယူခဲ့ရပါတယ်။ဒီလိုဇလန်းမျိုးကရုပ်ရှင်နဲ့ထည့်ရရလောက်အောင်ကောင်းမွန်တဲ့ဇက်ွက်တစ်ခုလို့မိษွေတို့ထင်မိမှအသေးကြပါပဲ။ဒီလိုထင်မိတာကကျမတို့ကြီးပဲတော့မဟုတ်ပါဘူးနော်။2010ခုနှစ်မှာတော့ Spain Director တယောက်ဖြစ်တဲ့ Girardo က Marco ရဲ့ဘဝဆက်ကြောင်းကိုအခြေခံထားတဲ့ Antelopes ဝဝံတွေချားမှာလို့အမည်ရတဲ့ရုပ်ရှင်ဇာတ်ကားတစ်ခုကိုရိုက်ကူးခဲ့ပါတယ်။ ဒီဆက်ကစပိန်နိုင်ငံမှာအတော်တန်အောင်မြင်ခဲ့တဲ့အပြင်မာကိုကလည်းလူသိများထင်ရှားလာခဲ့ပြီးတော့စပိန်နိုင်ငံရဲ့သတင်းစာတွေနဲ့ TV အစီအစဉ်တွေကတစ်ခုပြီးတစ်ခုကနေပြီးတော့မာကိုရဲ့ဇာတ်လမ်းကိုလာပေါင်းများစွာထုတ်လွှင့်ခဲ့ပြီး BBC ကတော့မာကိုကို Wolfman ဝင်းဘလူးလူသားရဲ့လို့အမည်ပေးခဲ့ပါတယ်။ဒါပေမဲ့လည်းကြော်ကြားချမ်းသာမှုနောက်ကိုမလိုက်ချင်တဲ့အသက်84နှစ်ရှိပြီဖြစ်တဲ့မာကိုကရွာလေးတရွာမှာအခြေချနေထိုင်ရရှိပါတယ်။နောက်တစ်ခုကတော့ ခွေးတွေနဲ့အတူကြီးပြင်းလာခဲ့တဲ့သူပါ။အင်းဒီဖြစ်ရက်လေးကလွန်ခဲ့တဲ့2020ကျော်ကရုရှားနိုင်ငံ Rutov မြို့မှာဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ဒီဇလန်လေးကတော့ဝင်းပလွေလူသားအဖြစ်ပြက်နဲ့တော်တော်များများဆင်တူပါတယ်။ဖခင်မရှိတော့တဲ့မိခင်နဲ့အတူနေထိုင်ရတဲ့အသက်၄နှစ်အရွယ်ကလေးတယောက်ရှိခဲ့ပြီးတော့နာမည်ကတော့ Ivan Mishikov ဖြစ်ပါတယ်။ even မြဲအမေကဘဝတက်ကိုစတင်မယ်ဆိုပြီးတော့သူ့ကိုအဖိုးနဲ့အတော်ဖြစ်သူထံမှာအနှံခဲ့ပြီးထွက်ခွာသွားခဲ့ပါတယ် စိတ်ပြက်ညီငွေပွဲမိဘမဲ့ဘဝမှာနေလာခဲ့ရင်တည်းရက်မှာတော့ evenly ကအိမ်ကနေပြီးတော့ထွက်ခွာသွားခဲ့ပါတော့တယ်။ဘသူအားမှသူ့ကိုအပူတပြင်းလိုက်ပြီးတော့မရှာခဲ့ကြပါဘူး။အဲဒီနောက်မှာတော့သူ့ကိုနှွေးထွေးမှုနဲ့အကာအကွယ်ပေးနိုင်တဲ့သူတွေစီကိုရောက်ရှိသွားပြီးတော့သူတို့တွေကတော့ခွေးတွေပဲဖြစ်ပါတယ်။အာတကယ်အမြင်တိုင်းပြောရမယ်ဆိုရင်တော့လမ်းဘေးခွေးတွေကသူ့ကိုမွေးစားခဲ့တာပဲဖြစ်ပါတယ်။အဆောက်အုံတွေရဲ့ညောင်ခန်းတွေနဲ့လမ်းကျိုလမ်းကြားတွေမှာကြုံတယ်လို့နေထိုင်ခဲ့ပြီးတော့တခါတလေမှာ even က ခွေးတွေနဲ့အတူအစာရီလိုက်တောင်းတတ်တယ်လို့တောင်းနေရင်နဲ့တခါတလေမှပတ်စံတွေတောင်ရတတ်ပါသေးတယ်။အဲဒီပတ်စံတွေနဲ့အစားအစာတွေဝယ်ဖို့သုံးပြီးတော့သူ့ရဲ့ခြေလေးချောင်းရှိတဲ့တငယ်ချင်းတွေကိုလည်းကျွေးမွေးတတ်ပြန်ပါတယ်။တဖြည်းဖြည်းနဲ့ခွေးတွေက Evam ကိုသူ့ရဲ့တငယ်ချင်းဖြစ်တာမကဘဲနဲ့ခေါင်းဆောင်အဖြစ်မှတ်ယူလိုက်ကြပုံရပါတယ်။ဒီကလေးကိုကာကွယ်စောင့်ရှောက်မှုတွေကိုပြုလုပ်ပေးလာကြပြီးတော့သူ့အနီးကိုကတ်လာတဲ့ဘယ်လူမျိုးကိုမဆို အဟောင်းသိရင်ဟောင်း၊ကြိုက်သိရင်ကြိုက်ပြီးတော့အကာအကွယ်ပေးလာကြပါတယ်။ Even ကအိမ်ကနေထွက်ပြီးတော့နှစ်နှစ်လောက်ကြာတဲ့အထီကိုခွေးရည်နဲ့သာနေထိုင်ခဲ့ရတာပါ။အဲဒီနောက်မှာတော့အခွေးရည်တတိတန်းတန်းနဲ့သွားနေတဲ့ Even ကိုရဲတွေကတတိထားမိသွားခဲ့ပါတယ်။သူ့ကိုစောင့်ရှောက်နေတဲ့ဒီခွေးအုပ်သားတွေက Even ကိုတိတ်တဆိတ်ခေါ်ထုတ်သွားဖို့ဆိုတာရဲတွေအတွက်ကတော့တော်တော်လေးကိုခက်ခဲတဲ့အလုပ်ပါ။ဒါပေမဲ့လည်းရဲသားတယောက်ရဲ့အကြံကောင်းကဒီအလုပ်ကိုအထမြောက်စေခဲ့ပါတယ်။ တရိုးဆိုင်တစ်ခုထဲမှာမုန်းဝယ်နေတဲ့ event ကိုစတိုးရဲ့အနောက်တကားပေါက်ကနေခေါ်ထုတ်သွားပြီးတော့မှ ခွေးတွေအနံ့ခံမလိုက်နိုင်အောင်အင်ဂျီတွေချုပ်ပြီးတော့လမ်းလွှဲရပါသေးတယ်။ event ပြောက်သွားတာကိုသိရတဲ့တပြိုင်တည်းခွေးတွေကတဲကြီးမဲကြီးလိုက်လံရှာဖွေခဲ့ကြပါသေးတယ်။အမီးလိုက်ရင်တော့တကယ်ကိုမတက်တာနိုင်တဲ့အခြေအနေတစ်ခုပါ။ရလတ်အနေနဲ့ကတော့ event ကိုရဲတွေကမိဘမဲ့ကီဟာကိုပို့ပေးနိုင်ခဲ့ပြီးတော့နောက်ဆုံးမှာတော့သူ့ကိုတကယ်နှွေးထွေးတဲ့မြေတားတွေပေးနိုင်တဲ့မိသားစုတစုကမွေးစားခဲ့ပြီးတော့ ာမန်လူတယောက်လိုမျိုးပြန်လဲရှင်သန်နိုင်ခဲ့ပါတယ်အဲဒီနောက်မှာတော့ဝဲပါရရှိပြီးတော့ခွေးလေးတွေနဲ့အတူဘဝကိုပျော်ရွှင်စွာနဲ့နေထိုင်ရရှိပါတယ်နောက်တစ်ခုကတော့ကန်နာယာကတစ်ပြီပါအနည်းဆုံးတော့ဒီကတ်တွန်းဆက်ကောင်ကလူနဲ့ Torrent Race ဆန်ရီကြားကယင်းနီးကျွမ်းဝင်မှုကိုတရုပ်ဖော်ထားတာပဲဖြစ်ပါတယ်။အဲကျမတို့ကဒီလိုမျိုးဇာတ်လမ်းတစ်ခုကိုထပ်မံဖော်ပြပေးမှဖြစ်ပေမယ့်ဒီအဖြစ်အပျက်ကအပြင်လောကမှာတကယ်ကိုရှိနေတာပါ။ Journalist တယောက်ကကလေးမလေး Tippy Degree ကို interview ကိုစတင်တွေ့ဆုံချိန်မှာတော့ Tippy ကဘာရန်တစ်ခုမှမြောက်တကောင်လို့စောက်ထိုးကြီးတွဲလောင်းခုန်နေခဲ့တာဖြစ်ပါတယ်။ Tippy ကအဲ့ဒီအချိန်မှာစာအုပ်တုပ်ထုတ်ဝေခဲ့ပြီးဖြစ်တဲ့အပြင်ကို Torrent တိရစ္ဆာန်တွေအကြောင်းရှိုက်ကူးတဲ့ TV ဇလန်းတွေတစ်ခုရဲ့မေးမြန်းသူအဖြစ်ဆောင်ရွက်နေပြီးတော့ရုပ်ရှင်ဇာတ်ကားတစ်ခုရဲ့အဓိကဇာတ်ကောင်နေရာမှာလဲသူ့နာမည်ကိုအသုံးပြုခြင်းခံခဲ့ရပါတယ်။ ဒီပြင်သစ်သူလေးကသူ့ရဲ့ဘဝဆက်ကြောင်းကြောင့်ကြော်ကြားထင်ရှားလာတယ်လို့ပြောရင်လည်းမမှားပါဘူး။တပီရဲ့ငယ်ဘဝတစ်ချောင်းလုံးကိုနမ်မီဘီယားနိုင်ငံရဲ့တောရိုင်းတရိတ်ဆန်တွေနဲ့ဒေသခံတွေကြားမှာကြည်ပြင်းခဲ့ရတာဖြစ်တယ်လို့ဆိုထားပါတယ်။တောပေါင်းတွေရဲ့တဘာဝကိုမှတ်တမ်းတင်ဖို့အတွက်အလွတ်တန်းတပ်ပုံသမားတွေဖြစ်တဲ့သူ့ရဲ့မိဘတွေကဒီအာဖရိကနိုင်ငံလေးကိုရောက်ရှိနေခဲ့တာပါ။အဲအဲ့ဒီမှာပဲတပီကိုမွေးဖွားခဲ့ပြီးတော့ ဆယ်လအရွယ်သာရှိသေးတဲ့တစ်ပီကစာဗာနာမြက်ခင်းပြင်နဲ့တမ်ဘီဘီယာသဲကန်နာရာကိုခြေဆက်နိုင်ခဲ့ပြီးတော့အသက်28နှစ်ရှိတဲ့အဘူးလို့အမည်ရတဲ့စင်ကြီးနဲ့ရင်းနှီးကျွမ်းဝင်ခဲ့ပါတယ်။သူ့ခြေတစ်ချက်နင်းအောင်နဲ့တစ်ပီကအသက်ထွက်သွားနိုင်တာကိုသိနေတဲ့အဘူးကတစ်ပီနဲ့အတူရှိစမှာတိမ်တိမ်မွေ့မွေ့လှုပ်ရှားလေးရှိပြီးတော့တစ်ပီကိုအယံကိူးဆိုင်တဲ့ပုံစံပါပဲ။ အသူရဲ့နှမောင်းနဲ့တပည့်ကိုယူရရပွေ့ချီပြီးတော့ကြောပေါ်ကိုတင်ပြီးရှောက်သွားတတ်တယ်လို့သူ့ကိုယ်လုံးရဲ့အရေးအောက်တပည့်အိတ်နေချိန်မှာလဲချင်ရင်မနာအောင်လို့နှမောင်းနဲ့လေးမှုတ်ပြီးတော့ကာကွယ်ပေးလို့ရှိပြန်ပါတယ်။တပည့်မှာအခုလိုမျိုးနောက်ထပ်တငယ်ချင်းတယောက်ဖြစ်တဲ့ GNB လို့ခေါ်တဲ့စစ်တကြီးတစ်ခုရှိနေပါသေးတယ်။ ီစက်သက်ချင်းငယ်စဉ်ကအမေဖြစ်တဲ့စက်သက်မာကြီးလက်သမားတအုပ်ရဲ့ထောင်ချောင်းမိပြီးတိတ်ဆုံးသွားတဲ့အချိန်မှာတော့တပီရဲ့မိဘတွေကလက်သမားစီရလေးဒီစက်သက်လေးကိုခေါ်ယူမွေးစားခဲ့တာပါအဲဒီနောက်မှာတော့သူကတပီရဲ့ကစားပေါ်ဖြစ်လာခဲ့ပါတော့တယ် GNB ကတော်ရိုင်းစိတ်ရှိနေပေမဲ့လို့တပီနဲ့တွေ့တဲ့အခါမှာတော့အိမ်မွေးကြောင်တကောင်လိုပြုမှုတတ်တာကိုဒီပတ်ဝန်းကျင်ကလူတော်တော်များများမျက်မြင်ကိုတွေ့တွေ့ရှိကြရပါတယ်ဒီချိန်မှာတော့တော်ရိုင်းစိတ်မပြောက်တဲ့ GNB ကတခြားကလေးတယောက်ကိုတိုက်ခိုက်ဖို့ကြိုးစားခဲ့တာကြောင့် တပီယာချက်တကြီးရဲ့နှာခေါင်းကိုသူ့ရဲ့လဝါးလေးနဲ့ရှိုက်ပြီးတော့တားဆီးလိုက်ပါတယ်။တပီဒီလိုလက်တံပြောင်းတာကိုတခြားတရိတ်ဆန်တွေကသိရှိသွားတဲ့အလားတော်တော်ရန်လိုတဲ့တောရိုင်းတရိတ်ဆန်တွေရောမှတပီကိုကြည်ကြည်ပြူပြူနဲ့ပေါင်းသင်းဆက်ဆံကြပါတယ်။တပီကိုမိချောင်းတွေနဲ့ရေတူတူကူးနေတာတွေ့နိုင်တယ်လို့ဖပြုတ်ကြီးတွေချင်းသေးပေါက်စာလေးတွေနဲ့ဖလဲတကင်းဆော့ကစားနေတာကိုလည်းတွေ့မြင်နိုင်ပြန်ပါတယ်။တိတ်ကလအုပ်တွေကလည်းတပီတက်ဆော့နိုင်အောင်လို့လေစင်းပေးလေးရှိတယ်လို့ သင်းခွေချက်တွေနဲ့လည်းရေကျင်းတွေ အတူတူရင်းနဲ့ဆော့ကစားလေးရှိပါတယ်။သူမရဲ့ကစားကွင်းကတော့အဆုံးမရှိကျေပြောကြမ်းတမ်းတဲ့ကန္နာရည်ဖြစ်ပြီးတော့နိုင်ငံပိုင်းတစ်ခုနဲ့ပဲသူမရဲ့ငယ်ဘဝကိုနေထိုင်ခဲ့ရတာဖြစ်ပါတယ်။မဂလိနဲ့တူတဲ့ဒီငယ်ဘဝကိုစနစ်ကျော်ဖြတ်သန်းပြီးမှတော့သူမရဲ့မိဘတွေကမာဒဂတ်စကာကိုပြောင်းရွှေ့နေထိုင်ခဲ့ပြီးတော့အဲဒီနောက်မှာတော့ပြင်သစ်နိုင်ငံကိုပြောင်းရွှေ့နေထိုင်ခဲ့ပါတယ်။အတပီကအရွယ်ရောက်လာခဲ့ပေမဲ့လည်းတဘာဝတရားနဲ့ကင်းကွာသွားခြင်းမရှိခဲ့ပါဘူး။ အခုချိန်မှာတော့သူမအပြည့်ပြည့်ဆိုင်ရာတဘာဝပတ်ဝန်းကျင်နဲ့တော်ရိုင်းထိန်သိမ်းရေးရုပ်ရှင်အဖွဲ့အစည်းမှာကလေးငယ်များဆိုင်ရာအခမ်းကဏ္ဍကိုအုပ်ချုပ်ရတဲ့ညွှန်ကြားမှုတစ်ဦးဖြစ်လွန်နေပါပြီ။음နောက်တစ်ခုကတော့မြောက်တွေနဲ့အတူကြီးပြင်းခဲ့တဲ့သူပါ။မြောက်တွေကလူတွေနဲ့အနီးဆက်ဆုံးမျိုးနွယ်တွေဖြစ်တယ်လို့ထင်မြင်ယူဆတဲ့အကြောင်းပြချက်ကောင်းကောင်းတစ်ခုကတော့ပျောက်သွားတဲ့ကလေးတွေကိုကောက်ယူမွေးစားခဲ့တဲ့တရိတ်ဆန်တွေထဲမှာမြောက်တွေရဲ့မွေးစားမှုကအများဆုံးပဲဖြစ်ပါတယ်။ လူသမိုင်းမှာတော့ဒီလိုဖြစ်ရမျိုးသုံးခုထိရှိခဲ့ပြီးတော့အခုဖြစ်ရကတော့ကမ်ဘောဒီးယားတော်ရင်သူတအူအကြောင်းပဲဖြစ်ပါတယ်။ကံမကောင်းစွာနဲ့ပဲဒီလိုတော်ရင်မှာကြီးပြင်းခဲ့ရတဲ့သူတိုင်းကိုလူအဖွဲ့အစည်းတွေပြန်လည်ဝင်ဆက်နိုင်အောင်ကြိုးစားတဲ့အခါမှာအမြဲတမ်းအောင်မြင်မှုမရရှိနိုင်တာကိုတွေ့ရပါတယ်။2009ခုနှစ် January လ3ရက်နေ့မှာတော့နေပြောက်မထိုးလောက်အောင်ထူထဲတဲ့တောအုပ်အတွင်းကနေစပင်ပုတ်တိုက်ကိုလုံးထိနဲ့တကိုလုံးညက်ပတ်ပေးနေတဲ့ဒီမိန်ကလေးထွက်ပေါ်လာခဲ့ပါတယ်။မျက်မြင်တွေရဲ့အပြောအရ စတင်တွေ့ရှိချိန်မှာသူမလေးဘက်ထောက်ပြီးတော့မြောက်တကောင်လိုအစာရှာပွေနေခဲ့တာပါ။အဲဒီနောက်မှာတော့သူမရဲ့သတင်းတွေကကဘာတလွားကိုဟိုးလေးတစ်ချောပြန့်နှံ့သွားခဲ့ပါတော့တယ်။တချို့သတင်းစာတွေကသူမကို Jungle Monkey Girl လို့သုံးနှုန်းဖော်ပြကြပါတယ်။သူမရဲ့နေထိုင်လောက်ကင်ပုံတွေကမြောက်တကောင်နဲ့တူတဲ့အတွက်မြောက်တွေနဲ့အတူနေထိုင်ခဲ့ရမယ်ဆိုတဲ့မှန်းဆချက်နဲ့ဒီလိုဖော်ပြခဲ့ကြတာဖြစ်ပါတယ်။ပထမတော့လူတွေကဒီမိန်ကလေးကိုဆယ်စုနှစ်နှစ်စုစာလောက် တောထဲမှာနေထိုင်ခဲ့ရတယ်လို့ထင်ခဲ့ကြတာပါ။အဲအချောင်းက ရွာတရွာလင်မယားနှစ်ဦးဟာသူတို့ရဲ့သမီးဖြစ်ကြောင်းနဲ့လူငယ်တဲ့20ရာပျောက်ဆုံးသွားခဲ့တာဖြစ်ကြောင်းပြောဆိုပြီးတော့ခေါ်ယူမွေးစားခဲ့ပါတယ်။ဒါပေမဲ့သိမ့်မကြခင်မှာပဲကောင်မလေးရဲ့ဖခင်ဖြစ်သူအစ်စ်ပေါ်လာပြီးတော့အထောက်ထားတွေနဲ့တက်တည်ပြခဲ့ပါတယ်။ဖခင်ဖြစ်သူရဲ့အဆိုအရကောင်မလေးပြန်လဲထွက်ပေါ်မလာခင်တစ်နှစ်လောက်ကလေးကပျောက်ဆုံးသွားခဲ့တာဖြစ်ပါတယ်။အဲဒါပေမဲ့လေလူသူကင်းမဲ့ပြီးတော့ခြောက်ချားစရာကောင်းလာတဲ့တောအုပ်ထဲမှာတကူရဲရှင်တန်မိုးစူးစားတဲ့လူတယောက်အတွက် လူရင်ကျေးမှုဆိုတာဘာမှမသိအောင်တနှစ်တာကာလအတွင်းမှာမေးပြောင်မသွားနိုင်ဘူးလို့အတက်ပြောလို့မရပါဘူး tag လို့ခေါ်တဲ့ဒီမိန်ကလေးကလူတယောက်လူမျိုးမမတ်လမ်းရှောင်နိုင်မှုတော်တော်ကြိုးစားနေရပြီးတော့တောင်းအုပ်ထဲကိုပြန်လဲထွက်ပြေးဖို့လည်းအကြိမ်များစွာကြိုးစားခဲ့ရပါတယ်စကလုံးတစ်လုံးမှမပြောနိုင်မဲရှေတောက်ချင်တာဒါမှမဟုတ်အစာစားချင်တဲ့အခါမှာမဆက်ကိုသာညွန်ပြလေးရှိပါတယ်နောက်တစ်ယောက်ကတော့ဂျွန်စီဘောညာပါဂျွန်စီဘောညာကို ယူကန်နာနိုင်ငံမှာမွေးဖွားခဲ့ပြီးတော့ကလေးဘဝမှာပဲပြည်ရင်းစစ်နဲ့ကြုံတွေ့ခဲ့ရပါတယ်။သူ့ရဲ့မိဘတွေကအသက်ခံခဲ့ရပြီးထွက်ပြေးရင်းနဲ့တောရက်တောင်တွေကိုရောက်ရှိသွားခဲ့ပါတယ်။ရဲ့အနေငယ်အကြမှာတော့မြောက်တွေကသူတို့အတွက်ဘုံညာအန်ရယ်မရှိမှန်းသိလာခဲ့ပြီးတော့မိတ်ဆွေဖြစ်လာခဲ့ကြပါတယ်။သူ့ကိုတစ်သီးတွေကိုပေးခဲ့ပြီးတော့နောက်ပိုင်းမှာနွယ်တွေကိုခိုးစည်းဖို့နဲ့အစာရှာဖို့အတွက်မီးတွေကိုပါတင် जा ပေးခဲ့တာပါ။1992ခုနှစ်မှာတော့ဒေသခံတအူက သူ့ကိုတွေ့ရှိခဲ့တဲ့အချိန်မှာသူကလူတယောက်ထက်ဆိုင်ညောက်တကောင်နဲ့ပို့ပြီးတော့တူနေခဲ့တာကိုတွေ့ခဲ့ရပါတယ်။ရှုပ်ထွေးနေတဲ့သပင်ရှည်တွေနဲ့ညစ်ပတ်ပေးရင်နေပြီးတော့လက်သေးရှည်တွေကလည်းကွေ့ကောက်နေခဲ့ပါတယ်။ညောက်တကောင်လိုလေးဘက်ထောက်သွားလာပါများတဲ့အတွက်ဒူးကောက်မှာရှိတဲ့အသားကြီးကလည်းဖြူဝဲဖြူရဖြစ်နေခဲ့ပါတယ်။ညောက်တွေက ဘညာကိုကယ်ဆယ်ဖို့လာတဲ့လူတွေကိုတကိုင်းတွင်နဲ့ပစ်ပေါက်ကြသလိုအော်ဟစ်ပြီးတော့လဲမောင်းထုတ်တတ်ကြပါတယ်။နောက်ဆုံးမှာတော့ဘညာကလာရောက်ကယ်ဆယ်သူတွေရဲ့ခေါ်ဆောင်ရာနောက်ကိုလိုက်ပါသွားခဲ့ပါတော့တယ်။အစပိုင်းမှာတော့ဘညာကအော်ဟစ်ချင်း၊ကြိုက်ချင်းတွေနဲ့တုတ်ပြန်တတ်သလိုလမ်းကိုလူတယောက်လိုတော့မှကောင်းကောင်းမရှောင်နိုင်ခဲ့ပါဘူး။နောက်ပိုင်းမှာတော့သူကဒီအခက်ခဲတွေကိုကျော်လွှားနိုင်ခဲ့ပြီးတော့အခုချိန်မှာဆိုရင်သူကယူဂန်ဒါမတန်ဆွမ်းအိုလံပစ်ဘောလုံးအသင်းရဲ့ခေါင်းဆောင်တယောက်တောင်ဖြစ်နေခဲ့ပါပြီ။ BBC ကသူ့အကြောင်းကိုမှတ်တမ်းတင်နိုင်မှုသူ့ကိုမွေးစားခဲ့တဲ့မြောက်တွေနဲ့ပေးတွေ့ပြီးတော့သူတို့တွေရဲ့ကြားဆက်ဆံမှုကိုလေ့လာကြည့်ကြတဲ့အခါမှာပုံညာရဲ့မြောက်တွေနဲ့ဆက်သွယ်နိုင်မှုကတာမန်လူတစ်ယောက်ထက်အများကြီးလွယ်ကူနေတဲ့အပြင်ကိုဒီမြောက်တွေကပုံညာကိုသူတို့ရဲ့အဖွဲ့သားအနေနဲ့အခုချိန်ထိမှတ်မိနေခဲ့ပါတယ်။တကယ့်အပြင်လောကမှာတာဇန်နဲ့အနီးဆက်ဆုံးပုံကူကိုပြပါဆိုရင်တော့ပုံညာကိုပြရမှာပဲဖြစ်ပါတယ်။နောက်တစ်ဦးကတော့ Marina Chatman ပါ။ လက်ရှိမှာအသက်62နှစ်ရှိနေပြီးတော့ကြော်ကြားတဲ့စာရေးဆရာမတဦးဖြစ်နေတဲ့ Marina Checkman ဟာလည်းတစ်ချိန်လုံးကတော်ရင်သူဖြစ်ခဲ့မှုပါတယ်။ကလေးဘဝမှာပဲ Marina ကအိမ်ခြံဝင်းထဲမှာကစားနေရင်းနဲ့ရုတ်တရက်သတိလစ်သွားခဲ့ပါတယ်။အိပ်ပျော်ရာနိုးလာတဲ့အခါမှာသူမကစားနေတဲ့နေရာမဟုတ်တော့ဘဲနဲ့တောနတ်ထဲကိုရောက်ရှိနေပြီပဲဖြစ်ပါတယ်။ Marina ရဲ့ပြန်လည်ပြောပြချက်အရသူမကတောနတ်ထဲမှာတယောက်တည်းကြောက်လန့်တကြားခြေဦးတည့်ရမရက်မနာသွားလာနေခဲ့ပြီးတော့ နောက်ဆုံးမြောက်လေးတွေကိုဆုံတွေ့ပြီးမှတော့သူတို့အနည်းမှာပဲနေထိုင်မှုဆုံးဖြတ်လိုက်ပါတယ်။ဒီအချက်ကပဲသူမအသက်ကိုကယ်တင်ခဲ့တယ်လို့ပြောနိုင်ပါတယ်။မြောက်တွေကအစပိုင်းမှာတော့မရီနာကိုဖာတီဖာတာလစ်လူရှူထားပြီးတော့လောက်ဆရာရှိရာတွေကိုဆက်လုပ်နေခဲ့ကြပြီးမယ်။နောက်ပိုင်းမှာတော့မရီနာကိုရင်းနှီးလာပြီးတော့သူတို့ရဲ့အဖွဲ့သားအဖြစ်နဲ့သတ်မှတ်လိုက်ကြပါတယ်။မရီနာဟာစားတဲ့ဘယ်ရီသီးတွေနဲ့တက်မြက်တက်ဖို့တွေကိုရှာဖွေတတ်ဖို့မြောက်လေးတွေစီကနေသင်ယူပြီးတော့ တခါတည်းမှာမြောက်တွေရပေးတဲ့ငပြောသီးတွေကိုစားရင်လည်းတက်ခေါင်းတွေထဲမှာအိတ်တက်လာခဲ့ပါတယ်။သူမတောနတ်ထဲမှာအချိန်တော်တော်ကြာနေထိုင်ခဲ့ရပြီးတော့တောလိုက်မုံဆိုးတွေကသူမကိုကယ်တင်လိုက်နိုင်ချိန်မှာတော့သူမလူသားတွေရဲ့ဘာသာစကားကိုလုံးဝမေ့ပြောင်းနေခဲ့ပါပြီ။အခုချိန်မှာတော့သူမဒီအခက်ခဲတွေကိုကြောက်လာနိုင်ခဲ့ပြီးတော့ Bradford မြို့မှာခင်မွန်းဖြစ်တဲ့သိပ္ပံပညာရှင်နဲ့တူနေထိုင်ရရှိပါတယ်။သူမရဲ့ကိုယ်ရဲ့အထုပ်ပတ်တီကိုသူမကိုယ်တိုင်ရေးသားထုတ်ဝေခဲ့ပြီးတော့ National Geographic မှတ်တမ်းရုပ်ရှင်ရဲ့ hero တစ်ယောက်ဖြစ်လာခဲ့ပါတယ်။အာဒီနေ့ရဲ့နောက်ဆုံးတစ်ယောက်ကတော့ဘေးမက်တော်ရီယာကောက်မလီပါ။ဒီဖြစ်ရလေကတော့အိန္ဒိယနိုင်ငံ Uttar Pradesh ပြည်နယ်မှာရှိတဲ့ Khadaniya Gate သဘာဝဘေးမက်တော်ရီမှာဖြစ်ပွားခဲ့တာဖြစ်ပါတယ်။အသက်၈နှစ်အရွယ်သာရှိသေးတဲ့ကံမကောင်းရှာတဲ့ဒီကလေးမလီကတရိတ်ဆန်ရိုင်းတွေနဲ့အတူတတုံးဝင်နှန်းတွေမတိအောင်လို့နှစ်ပေါင်းများစွာ နေထိုင်ခဲ့ပုံရပါတယ်။ ခေါင်းပေါ်မှာရှုပ်ထွေးနေတဲ့စပင်ထူလက်ပြက်နဲ့မြောက်တွေနဲ့အတူတူကိုလုံးဒီပြေးလွှဆော့ကစားနေတဲ့သူမကိုစတင်တွေ့ရှိခဲ့တာကတော့ဟက်ခူးနေတဲ့ရွာသားတွေဖြစ်ပါတယ်။ရွာသားတယောက်ကသူမကိုခေါ်ဆောင်သွားဖို့လိုက်လံဖန်ဆီးချိန်မှာပြန်ပြီးရှံမှုခဲ့တာကြောင့်ချုံနှောင်ပြီးတော့ခေါ်ဆောင်ခဲ့ရပါတယ်။မြောက်တကောင်လိုပဲလေးဘက်ထောက်သွားလာလေးရှိပြီးတော့အစာကျွေးချိန်မှာလည်းဗစက်နဲ့ဟက်ပြီးတော့စားတောက်တတ်ပါတယ်။လူတွေရဲ့စကားကိုလည်းလုံးဝနားမလဲသလိုအနာကက်လာတဲ့လူတွေကိုလည်း မှန်ဖီခြင်းအော်ဟစ်ခြင်းတွေနဲ့သာတုံ့ပြန်တတ်ပါတယ်။အလွန်ငယ်ရွယ်တဲ့အရွယ်မှာပျောက်ဆုံးခဲ့တာဖြစ်နိုင်ပြီးတော့လူတွေရဲ့အမှုအကျင့်တွေကိုနားလည်နိုင်မှု အတော်လေးသင်ကြားပေးရအောင်မှာဖြစ်ပါတယ်။အခုတင်ဆက်ပေးသွားခဲ့တာကတော့တောနဲ့တဲ့ကိုအကြောင်းအမျိုးမျိုးနဲ့ရောက်ရှိသွားပြီးတော့ထူးဆန်းစွာနဲ့ကြည်ပြင်းခဲ့ရတဲ့သူတွေရဲ့အကြောင်းပဲဖြစ်ပါတယ်။ တကယ်လို့များတင်ဆက်ပေးခဲ့တဲ့အကြောင်းအရာလေးနဲ့ပတ်သက်လို့လူချင်းမင်းတို့မှာရှိတဲ့ထင်မြင်ယူဆချက်တွေရှိနေခဲ့မယ်ဆိုရင်အောက်က comment box မှာဝင်ရောက်ရှိသားခဲ့ပါအောင်လို့ဖိတ်ခေါ်လိုက်ပါတယ်။ Brainiac မြန်မာကနေပြီးတော့မှထပ်မံတင်ဆက်ပေးသွားအောင်မယ့်အကြောင်းအရာသစ်တွေကိုလည်းမလွတ်တမ်းကြည့်ရှုနိုင်ဖို့အတွက် subscribe မလုပ်ရသေးတဲ့သူတွေက subscribe လုပ်ပေးပြီးတော့ notification ခေါင်းလောင်းလေးကိုပါနှိပ်ထားပေးဖို့အတွက်ပတိပေးပြောကြရင်ဒီနေ့ရဲ့တင်ဆက်မှုကိုဒီမှာပဲရှင်းလိုက်ပါမယ်နော်။